ှာရုကနေလုံးဝနှုတ်ထွက်မှာမဟုတ်ဘူးလို့ပေတုံနယ်ရှင်နာဝက်ကကြေညာပါတယ်။နိုင်ငံရဲ့2026တနစ်တာဘတ်ဂျက်ကြေညာမှုပြီးဝန်ကြီးချုပ်ရာရုကနေနှုတ်ထွက်ပြီးတော့လွှတ်တော်မှလည်းထွက်ခွာမယ်လို့သတင်းတွေကြေကြေပြန့်ထွက်ပေါ်နေတဲ့ပေတုံနယ်ရှင်နာဝက်ဟာ လုံးဝထွက်မှာမဟုတ်ဘူးဆိုပြီးတော့သူမရဲ့ဖြူထိုင်းပတ်တွေထွေတွေ့မှုကကျင်ညာပါလေထွက်ပေါ်နေတဲ့တရင်နဲ့ဟာလဲကောလာဟာလာတွေဖြစ်ပြီးဝန်ကြီးချုပ်ဟာတာဝန်တတန်းကုံဆုံးတဲ့အတီထိုင်းနိုင်ငံမှာကြုံနေရတဲ့အခက်အခဲတွေကိုအကောင်းဆုံးဖြေရှင်းသွားမယ်လို့ဆိုပါလေလက်ရှိစံခေါ်မှုတွေမှာကမ္ဘောဒီးယားနဲ့နယ်စပ်ရေအတင်းမာနေတဲ့ပြဿနာအမေရိကန်မှာပို့ကုန်ခွန်စည်းချက်မှုမြင့်တဲ့ပြဿနာမူရင်းပေါ်ခိုးတဲ့နှိမ်နှင်းမှုပြဿနာ စိုက်ဘာရာဇဝမှုနှိမ်နှင်းခြင်းဘက်နက်စစ်တဲ့ရထားဖယ်ရီအစီအစဉ် ဘတ်30တင်းနဲ့ကျမ်းမာရေးဆော်ရှောင်းကိုပေးခြင်းပြပခီးသွားတွေပြန်လည်စီကားပြီးနိုင်ငံဝင်ငွေတိုးလာစေဖို့လူလုံးတဲ့ရုံတွေပေါ်ဆောင်တဲ့ကိစ္စမိသားစုကျွေးမိဖြေလျှော့ပေးရေးအစရှိတဲ့လုပ်ငန်းတွေနဲ့ပြည်သူတွေနေထိုင်စားသောက်မှုစိတ်လျှော့ချစေရမယ်ဆိုတဲ့ဥတီချက်တွေကိုခင်သာမြင်သာရလက်ကောင်းထွက်စေဖို့ဝန်ကြီးချုပ်ပေတုံကအကောင်းဆုံးစူးစမ်းသွားမယ်ဆိုပြီးတော့ဖြူထိုင်းပါတီကကြေညာပါတယ်ပေတုံရဲ့ရှင်တော်ဝက်အနေနဲ့ရှားလူကိုနောက်ဆုံးချိန်ထိ လုံးဝမထွက်ရအောင်စူးစမ်းသွားမယ်လို့ပြောပါလေဒါပေမဲ့အဲ့ဒီမှာအရင်စစ်ကောင်းဆောင်ဒုစစ်ကောင်းဆောင်ဖြစ်တဲ့ဘုံဂျာထိုင်းပါဂျီဒီကပရာဝတ်ကတော့ဝန်ကြီးချုပ်ပေဒိုနယ်ရှင်နာဝတ်ယာလူကလည်းထွက်ပေးဖို့တောင်းဆိုပါလေဘာကြောင့်လဲဆိုတော့အဓိကအပြင်ကမ္ဘောဒီးယားအုပ်ချုပ်ဟော်ဆန်နဲ့ဖုန်းခေါ်ဆိုမှုပေါက်ကြားသွားတဲ့ကိစ္စပဲဖြစ်ပါလေ ထိုင်းမှာရခိုင်စစ်အာဏာသိမ်းမှုမှာဒုဝန်ကြီးချုပ်ရာထူးယူခဲ့တဲ့ကာကွယ်ရေးဝန်ကြီးဟောင်းပရာဝက်ကပါတီရေးပေါ်စည်းဝေးခေါ်ပြီးတော့ပေတုံတန်ရာထူးကလှုပ်ထွက်ပြီးကိုပေတုံတန်ရဲ့ဖြူတိုင်းပါတီနဲ့လည်းမဟာမိတ်လုပ်မှာမဟုတ်ဘူးလို့ထုတ်ပြန်သွားပါတယ်။ပေတုံတန်နဲ့ဟော်ဆန်တို့နိုင်ငံညှိပွားနေဆက်ပိုင်းနဲ့အရေးတီးတန့်ဖော်ဆက်ဆွေးနွေးခဲ့မှုအတန်ဖိုင်အားဟော်ဆန်ဘက်ကလူသိရှင်ကြားထုတ်ပြန်ခဲ့ရာထိုင်းမျိုးသားရေးဝါဒီတွေခံရခက်စီတဲ့ ဟောဆန်ရဲ့ဩဇာအာဏာပုံမတရားပေါ်တွင်ပါရှိပါတယ်။ဒါကြောင့်လက်ရှိကာလမှာထိုင်းနိုင်ငံကြီးဟာအလောက်ခတ်ဆုံးချိန်ရောက်နေပြီ။စစ်တပ်ကအာဏာသိမ်းပွဲရှိတယ်ဆိုတဲ့သတင်းတွေပြန့်နှံ့နေပါတယ်။အသက်89နှစ်ရှိဖြစ်ကစစ်တပ်ကအနားယူသွားပြီမဲ့ပါတီနိုင်ငံကြီးလုပ်တဲ့တည်တဲ့ပရာဝဲအနေနဲ့ပေတုံနယ်နှုတ်ခတ်ရင်ဝန်ကြီးချုပ်ရာဒူဝန်ရောက်ရွေးချယ်နိုင်မှာလားလို့တန်တရားတွေရှိနေရ။ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေအရပရာဝတ်ဟာဝန်ကြီးချုပ်ရာဒူဝန်ရောက်ရွေးချယ်ခံခွင့်မရှိဘူးလို့သိရပါတယ်။ ထိုင်းရွက်ောက်ပွဲဥပဒေပုံမှန်159ပိုက်ခွဲတိရရွက်ောက်ပွဲမတိုင်ခင်ကတည်းကဝန်ကြီးချုပ်ဖြစ်ချင်သူဟာရွက်ောက်ပွဲကော်မရှင်တန်ပါတီကနေကြိုတင် တင်ပြထားရမှာဖြစ်ပါတယ်။ပရာဝတ်ကိုဝန်ကြီးချုပ်ရှောက်ထားလို့တဲ့စီးရင်မှာတင်ပြခဲ့ပေမဲ့လည်းတင်ပြောက်သူရဲ့မိခင်ပါတီမှာလွှတ်တော်မှန်နေရအားလုံးရဲ့မဟာရခိုင်တော်အနေနဲ့ရထားမှသာရှောက်ထားခွင့်ရှိပါတယ်။ ထိုင်းလူတို့မှာအမတ်900ရှိတဲ့လက်တူနှုတ်ထွက်သွားတဲ့အတွက်495ကိုမှလိုအပ်တဲ့မဲနိုင်တဲ့အမတ်ရေတွက်900ကန်တော့ဟာ24.9နေရာဖြစ်ပါလေပရာဝစ်ပါတီမှာမဲနိုင်ရတဲ့ကိုယ်စားလှယ်က20တောင်မကျော်တဲ့အတွက်ဥပဒေအရပရာဝစ်ဟာဝန်ကြီးချုပ်ဖြစ်ခွင့်မရှိတော့ပါဘူးဒီညချက်ထုတ်ပြန်ချိန်မှာပေတုန်တန်ဟာကမ္ဘောဒီးယားနဲ့အငင်းပွားနယ်မြေပြဿနာရှိနေတဲ့နယ်စပ်ဒေသရောက်ရှိနေပါလေတာဝန်ကျစစ်သည်တွေကိုအပိစကားပြောပြီးနိုင်ငံအချုပ်အခြာအာဏာအတွက်ကာကွယ်မဲ့စစ်သည်တွေကိုလိုအပ်တာတွေထောက်ပံ့ပေးမယ် ပြည်သူတွေလည်းလက်ရှိချိန်မှာစီလုံးကြဖို့သူမကိုကိုယ်ကိုထောက်ခံကြဖို့ပြည်ထောင်စုကပြောသွားပါတယ်။